်မိကုံတကယ်ဖရာသခင်ရှိပါသလားအဖေတဖရာသခင်သည်တကယ်တမ်းရှိသောတပါးတည်းသောဖရာဖြစ်သည်တယောဟန်5:20ကျွန်ုပ်တို့သည်ဖရာသခင်ဤသားတော်သည်ရောက်လာပြီးကျွန်ုပ်တို့ကိုနားလည်မှုပေး၍တကယ်သောဖရာကိုသိနိုင်စေရန်ဖြစ်ကြောင်းသိပါသည်ကျွန်ုပ်တို့သည်တကယ်သောဖရာ၌ရှိသည်ထိုဖရာသည်ငါတို့၏သခင်ယေရှုခရစ်ဖြစ်သည်ဤသူသည်တကယ်သောဖရာနှင့်ထာဝရအသက်တော်ဖြစ်သည်ယောမ3:4 ဘယ်တော့မှမဖြစ်နိုင်ဘူးဖရာသခင်သည်တမရဖြစ်သည်သို့တော်လူတိုင်းသည်မူသားပြုသူဖြစ်သည်တမကျန်းစာ၌တင်သည်စီရင်တော်မူသောအခါတရားမျှတသောသူဖြစ်စေခြင်းကသူတို့သည်မြတ်မာနပြု၍တရားဆွဲခြင်းကအနိုင်ရစေခြင်းမှဟူ၍ထားသည် နှစ်ဖရာသခင်သည်သဘောတရားနှင့်တကယ်သောအဖြစ်ပြက်ကိုပိုင်ဆိုင်သည်ဟေဘရဲ3 ဖျားသခင်ဤချီးမြှောက်မှု၏တောက်ပမှုဖြစ်ပြီးဖျားသခင်ဤအမှုပညာရုပ်ကုံကို ပြုလုပ်ထားသူဖြစ်သည်ဖျားသခင်သည် မျှတသောစကားတော်ဖြင့်အရာအားလုံးကိုထိမ့်သိမ့်တော်မူသည်တယောဟန်3:1မင်္ဂလာပါညီကိုတို့ယခုကျွန်ုပ်တို့သည်ဖျားသခင်ဤသားတော်များဖြစ်ကြသည်အနာဂတ်တွင် ကျွန်ုပ်တို့သည်ဘလို့ဖြစ်လာမည်ကို မသိသေးပါသို့သောဖျားသခင်သည်ထင်ပေါ်လာသောအခါကျွန်ုပ်တို့သည်သူ့လိုဖြစ်လာမည်ဟုကျွန်ုပ်တို့သိပါသည်သုံးဖျားသခင်သည်သူ၏ပုံစံကိုပိုင်ဆိုင်သည် ပထမဗျာဒိတ်၂၈ဖရာသခင်သည် မုံတိမှုမရှိသော သူ၏ပုံစံဖြင့်လူကို ဖန်တီးတော်မူသည်အမျိုးသားနှင့်အမျိုးသမီးတို့ကိုဖန်တီးတော်မူသည်၄လေဖရာသခင်သည်တရှိသောတကယ်သောတတ်ဝင်သော ဖရာဖြစ်သည်ရေယာမိ၁၀၁၀တို့သောဖရာသခင်သည်တကယ်သောဖရာဖြစ်သည်တတ်ဝင်သော ဖရာထာဝရဖရာဖြစ်သည် သူ၏အမျက်ထွက်သောအခါမြေကြီးသည်လှုပ်ခတ်မည်တတကလောနီတကကူ သူတို့သည်ကျွန်ုပ်တို့ကိုကြားဘူးသည်တင်တို့သည်ကတော်များကိုစွန့်ခွာ၍တကယ်သောဖရာသခင်အားဝန်ဆောင်လိုက်သည်